မင်္ဂလာပါရှင်။မူတောင်းချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ၈ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတောင်းချန်နယ်ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါဦးရှင်။ပရိသတ်ကြီးရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေမြေရှမ်းလင်းရဲ့ရှိနေရဲ့တမ်ရော်စစ်ကြောင်းတွေဟာတေဘောမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်စင်တိုက်ခိုက်လျက်ရှိနေတယ်လို့သိရပါတယ်။တမ်ရော့စစ်ကြောင်းတွေကအော်တိုဘာလ၁ရက်နေ့မှာခရိုင်မြို့ဖြစ်တဲ့ကြောင်မဲမြို့ကိုသိမ်းယူနိုင်ခဲ့ပြီးနောက်ရပိုင်းကြမှာပဲတအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ပူးပေါင်းအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့တီဘောမြို့ကိုပြန်လည်သိမ်းပိုင်နိုင်အောင်ထိုးစစ်စင်တိုက်ခိုက်နေရဖြစ်ပါတယ်။တီဘောမြို့ဟာကြောင်မဲခရိုင်အတွင်းပါဝင်တဲ့မြို့ဖြစ်ပြီးတော့မန္တလေးလာရှိုးလမ်းမကြီးကိုဝတ်တော်ကလည်းမြစ်ထားလမ်းတို့ဖြတ်တန်းသွားရမျိုးဖြစ်ပြီးတော့ ဒေါက်တာရီတို့လည်းခေါ်တဲ့ရင်းငယ်မြေရဲ့မြေကန်ပေးမှာတည်ရှိနေရဲ့မြို့လည်းဖြတ်ပါတယ်။တမရော့စစ်ကြောင်းတွေကကြောင်မဲမြို့ကို အလုံးစုံသိမ်းပိုင်းနိုင်ခဲ့ပြီးနောက် ရပ်ပိုင်းအကြမှာပဲတီဘောမြို့ကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။လက်ရှိချိန်မှာတီဘောမြို့အတွင်းနေထိုင်သူတွေကိုစစ်ဘေးရှောင်ဖို့တိုက်တွန်းတောင်းဆိုတာတွေလည်းရှိနေတယ်လို့သိရပါတယ်။တောင်တန်းသတနာပြုဆရာတော်တပါးကကြောင်မဲတီဘောပြည်တော်စုလမ်းမပေါ်ရှိ ရွာသူရွာသားတွေမြို့နေပြည်သူလူထုတွေအခြေအနေအရစစ်ပေးရှောင်ရင်လမ်းအရှိဘက်ရှိအတွင်းပိုင်းရွာကိုရှောင်ကြဖို့ဒါမှမဟုတ်စစ်ပေးလွတ်ရာနန့်လန်ကြောင်မဲလာရှုစားတဲ့နေရာတွေကိုရှောင်ဖို့စင်မီဆက်လက်ကူနိုင်မယ်မန်ဆန်နမတူကိုမရှောင်ဖို့တီဘောခုလုံးနန့်လန်လမ်းခွဲအကြားရှိရွာတွေတီဘောမြို့ကိုတက်မတော်မှသိမ်းပြီးပါကတတိထားရှောင်ဖို့တီဘောမိုးတီမန်ဆန်လမ်းရှိရွာတွေလဲတီဘောကိုတက်မတော်မှသိမ်းပြီး တတိထားရှောင်ဖို့တိုက်တွန်းထားပါတယ်။ဒါပြင်မြို့ပတ်ဝန်းကျင်ရှိရွာတွေ၊ကြောင်ကြားတဲ့ရွာတွေအဝေးကို ရှောင်ဖို့မလိုတော့ပါ။အိမ်မထွက်ပြီးစစ်ဆောင်စင်မှာအိမ်တွင်းပစ္စည်းတွေတကိုးဝင်ခိုးနိုင်တဲ့အတွက်တံပိုးရှိပစ္စည်းတွေရွှေ့နိုင်ရင်စိတ်ချရမယ့်နေရာကိုရွှေ့ထားကြဖို့တတိပြုတိုက်တွန်းထားပါတယ်လို့ Facebook အမှုကွန်ရက်မှာတောင်းဆိုထားပါတယ်။တံမတော်စစ်ကြောင်တွေတင်ယူထားတဲ့ကျောင်းမဲမျိုးနဲ့တအောင်အကျန်းဖက်လက်နဲ့ကောင်အဖွဲ TNL အဖွဲယာယီထိန်းချုပ်ထားတဲ့ တီဘောမျိုးနဲ့လက်ဆက်တမိုင်းကျော်အကွာဝေးတာရှိနေရာ DNL အဖွဲ့ဟာတမရော်စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကိုရေရှည်တောင်းခံနိုင်မှာမဟုတ်ပါဘူး DNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတမရော်ရဲ့ပြည်ပြင်စစ်ကြောင်းတွေဒရုန်းတပ်ဖွဲ့တွေလက်နက်ကြီးပစ်ကိုအဖွဲ့နဲ့လေကြောင်းကြီးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုတွေကိုခုခံနိုင်ဖို့ကြိုးပမ်းခဲ့ပေမဲ့လက်တွေ့ပြည်ပြင်တိုက်ပွဲတွေမှာခုခံနိုင်စွမ်းမရှိပဲ၎င်းတို့အရှာကြီးထိန်းချုပ်ထားတဲ့နောင်ချိုကြောက်မဲမြို့တွေကို လက်လွတ်ဆုံးရှုံးနေရပြီဖြစ်ပါတယ်။ DNL နဲ့ပူပေါင်းအဖွဲ့တွေဟာလက်ရှိအချိန်မှာတရုတ်နိုင်ငံရဲ့ဖိအားအပြင်လက်နက်ခဲယမ်းလိုအပ်ချက်ပြဿနာ ထောက်ပို့ပြဿနာတွေအပြင်တမ်ရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စဲကြောင့်အခက်အခဲများစွာရင်ဆိုင်နေရပါတယ်။ DNL အဖွဲ့ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေဟာလက်ရှိအချိန်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့စခန်းတွေ၊ရွာတွေ၊မြို့တွေကိုလက်လွတ်ဆုံးရှုံးနေရတဲ့အတွက်စိတ်တက်ကြဆင်းမှုတွေပုံမဖြစ်လျက်ရှိနေတယ်လို့သိရပါတယ်။ DNL အဖွဲ့ဟာကြောင်မဲမြို့ကိုလက်လွတ်လိုက်ရပြီးနောက်တီဘောမြို့မှာရှင်နေရဲ့၎င်းတို့ရုံးတွေကပစ္စည်းတွေကိုရွှေ့ပြောင်းနေရလို့ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒေသခံတဦးကတော့တမရော်ရဲ့ထိုးစစ်ကြောင့် DNL ဟာတမျိုးပြီးတမျိုးလက်လွတ်ဆုံးရှုံးနေချိန်မှာဒီအပိုင်းထပ်ပြီးကြောင်မဲမြို့ကတော့တီဘောပါတီဘောဟာကြောင်မဲမိုင်းရဲ့နန့်လန်လာရှိုးတက်ကွင်းကြားလေးရောက်နေပြီးတမရော်ရဲ့ထိုးစစ်ကလည်း၁၀မိုင်လောက်သာကျန်တော့တာမို့ မြို့ရင်းကနေ TNN အဖွဲ့တွေစာဆုပ်ခွာနေပြီးအရက်သားတွေလည်းစစ်ဆောင်ကုန်ပြီစစ်ရှုံးလို့ထွက်ပြေးရပေမဲ့ပလောင်အကျဉ်းကတော့ပြောင်းမသွားပါဘူးဌာနဆိုင်ရာတွေမှာရှိရဲမိဆက်လမ်းပြင်ဆက်ဒုနာကတင်ဇပွဲကလက်ထိုင်ကအစတဲတို့ရသည်မြပလောင်တွေအကုန်ခိုးတယ်စစ်ဆောင်အိမ်တွေကလည်းအဖောက်ခံနေရတယ်လို့ဆိုပါတယ်တမ်ရစစ်ကြောင်းတွေရတီဘောမျိုးကိုအလုံးစုံပြန်လေတိမ့်ပိုင်းနိုင်အောင်ထိုးစစ်စင်ရဲ့ရှင်နေရလက်ရှိချိန်မှာတော့တီဘောမျိုးနဲ့ဆက်နမိုင်အကွာကို ရောက်ရှိနေရလို့သိရပါတယ်။ကိုခိုင်စောကမိမိတက်တွေရာကြောင်မဲကိုတင်ပိုက်ပေးရနဲ့ကြောင်မဲမှာအနားယူမနေရောပဲတီဘောကိုဆက်လက်ထိုးစစ်စင်နေရဲ့တီဘောမျိုးကိုတီဘောမျိုးသူမျိုးသားတွေရဲ့လက်ထဲကို ပြန်လည်အံ့နံဖို့အတွက်ထိုးစစ်စင်နေရဲ့မိမိတက်တွေဟာတီဘောမျိုးနဲ့ဆက်လက်မိုင်းအကွာထီတောင်ရောက်ရှိနေပါပြီ။တီးကြတဲ့ဒရုန်းနဲ့မြေပြင်စစ်ကြောင်းတွေရဲ့တိုးအားတွေအပြင်လေကြောင်းပစ်ကူတွေနဲ့ပါထီရောက်စွာစစ်စင်ရေးတရက်ဆင်နွှဲနေရဲ့ မိမိတက်တွေရဲ့အစွမ်းဘကားကြောင့်ရန်သူဟာဆုပ်ခွာထွက်ပြေးရဲ့ဆေးပြူဟာကလွဲလို့တကြာစစ်နေပြူဟာရှာမတွေ့တော့တာကိုလည်းလက်ရှိမြေပြင်မှာတွေ့မြင်သိရှိနေရပါတယ်။ကျွန်တော်တို့တက်တွေဟာမကြာခင်ကာလလေးအတွင်းမှာတီဘောနာရီစင်ရှိမှာအောင်ပွဲခံပြီးတမရော်ကိုစောင့်ကြုံနေရဲ့တီဘောမျိုးသူမျိုးသားတွေကိုဝမ်းမြောက်ဖွယ်လက်ဆောင်ယူပေးနိုင်တော့မှာပါ။တီဘောကိုသိမ့်မယ်၊ကြောင်မဲကိုသိမ့်ပိုက်ပြီးရဲ့မိမိတို့တက်မရော်ဟာတီဘောအထက်လမ်းတစ်လျှောက်မှာရှိရဲ့တိုးဂိတ်စီဆိုင်တန်း နာခေါ်ရာဘူခားရွာတွေကိုဆက်လက်သိမ်းပိုက်ပြီးရဲ့အပြင်လက်ရှိနောက်ဆုံးအချိန်ဒီမှာရန်သူရဲ့လွယ်ခေါ်ခန်းစစ်စခန်းကိုပါသိမ်းပိုက်ထားခဲ့ပါပြီ။လန်တလျှောက်ရန်သူစခန်းတွေကိုလည်းဆက်လက်ပြီးတိုက်ခိုက်သိမ်းပိုက်နေပါတယ်လို့၎င်းရဲ့ Telegram မှာရှင်းသားဖော်ပြထားပါတယ်။တမ်ဘရော့ရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်တအောင်အကြမ်းဖက်အဖွဲ့ TNL ကောင်းဆောင်တွေနဲ့ရှေ့တန်းစစ်မြေပြင်ကအောက်ခြေရဲဘော်တွေကြားမှာအကြီးကျယ်သဘောထားကွဲလွဲမှုတွေဖြစ်နေတယ်လို့ နန်းစံခေါ်နမတူဒေတာတွေမှာပလောင်လူတို့ကိုယ်တိုင်က DNL ကိုစန့်ကျင်လာတယ်လို့သိရပါတယ်။တမရော့စေချောင်းတွေရောတောင်အကျန်းဘက်လက်နက်ကိုင်းအဖွဲ့ DNL နဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတယ်။စက္ကန်းတွေရွာတွေမြို့တွေကိုတခုပြီးတခုသိမ်းပိုင်းနိုင်နေရာအောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှရှိနေပြီးတော့တီဝေါမျိုးကိုလည်းအနည်းနဲ့အမြန်ပြန်လည်သိမ်းပိုင်းနိုင်တော့မှဖြစ်ပါတယ်။စီရီလေးလာသူတအိုကတော့နားရမယူပဲတိုးလိုက်နင်းလိုက်နဲ့ တီဘောနဲ့ဆက်နှစ်မိုင်ဝန်းကျင်ထိခြေကောယူနိုင်ခဲ့ပြီးအတိုးယူစရာလေးကိုရှိရဲတပောင်တွေရဲ့တက်တောင်ညာနေကွန်စစ်စင်ရေးမှာငါတို့စစ်တီဘီအသက်ပေါင်းများစွာပေးလိုက်ရတဲ့နေရာတွေဘူခါနားခေါ်လွဲခေါ်ရဲမေတွေစုတ်လာတဲ့လက်ဖက်ရည်ဆိုင်တွေကနေဝိုင်းစဲကြတဲ့မအိမ်လုံးတွေမြို့သူကကန့်အစ်စ်ဖြစ်သူကကန့်ကြွေးတဲ့ဖျားလဲသိရဲတရားလဲသိရဲတန်ကလဲရှင်နေမှာရှိရဲအကုသူလဲသိရဲကုသူလဲသိရဲဘူကနာခေါ်ရေခေါ်နာမှာဖြစ်သွားတဲ့ဖြစ်စဉ်တွေ ပြန်တွင်းမိတိုင်းရင်ထဲမှာတဆက်ဆက်နာတယ်။တိုင်းတက်မှတရင်တက်ခွဲ့မတူကြပေမဲ့အိုးစားဘက်တွေဖြစ်တဲ့အတွက်လက်တုံးပြန်မဲ့စိတ်မျိုးစစ်သားတိုင်းရင်ထဲမှာတင်ထားကြတယ်။လက်နက်နဲ့တိုက်ယူခဲ့တဲ့တီဘောမျိုးကိုလက်နက်နဲ့ပြန်တိုက်ယူမယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။တမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စင်နဲ့အောင်စိမ့်အမြင့်ဆုံးရှိနေမှုတွေက TNL နဲ့ပူးပေါင်းအခွဲတွေရဲ့ခုခံတုံ့ပြန်မှုတွေကို အောင်မြင်စွာကြော်ဖြတ်ပြီးတီဘောမြို့ကိုအနည်းနဲ့မြန်ပြန်လည်သိမ်းပိုက်နိုင်ွယ်ရှိနေပါတယ်။တမ်းတော်စစ်ကြောင်းတွေရဲ့ဒုံးတိုက်ခိုက်မှုစံရီပိုင်းဟာ TNL အဖွဲ့တွေကိုစိုးရိမ်မှုများစွာဖြစ်စေခဲ့ပြီးတမ်းတော်စစ်ကြောင်းတွေက TNL အဖွဲ့တွေကိုဒုံးနဲ့တိုက်ခိုက်နေမှုရုပ်သံဖိုင်ကိုလည်းဖော်ပြပေးလိုက်ပါရှင့်။